အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာထမင်းစားပြီးချက်ချင်းမလုပ်တဲ့အရာ၅မျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်လူတွေဟာထမင်းစားပြီးရင် ကိုယ့်ရဲ့စိတ်အလိုကြကိုပြုလုပ်တတ်ကြပါတယ်ဒါကြောင့်အောက်မှာဖော်ပြထားတဲ့အရာတွေကိုရှောင်ရှားဖို့နဲ့အဲ့အရာတွေရဲ့စူးကျိုးတွေကိုသိဖို့လိုအပ်ပါတယ်ဘလို့အကြောင်းအရာတွေကိုရှောင်ရှားတင်လဲဆိုရင်နံပါတ်၁အိတ်ဆက်ချင်းထမင်းစားပြီးချက်ချင်းအိတ်လိုက်ချင်းက အစာချေစနစ်ကိုနှိပ်ကွေးစေပြီးဗိုက်ပူခြင်းဗိုက်အောင်ခြင်းနဲ့အစာရင်ပြဿနာများကိုဖြစ်စေနိုင်ပါတယ်။ထမင်းစားပြီးချက်ချင်းအနည်းဆုံး2နာရီနဲ့3နာရီချားပြီးမှအိပ်တင်ပါတယ်။နံပါတ်2ရေချိုးခြင်းထမင်းစားပြီးချက်ချင်းရေချိုးပါကခန္ဓာကိုယ်မှသွေးစီးဆင်းမှုကိုအစာချေလမ်းကြောင်းမှအရေပြားစီသို့ပြောင်းသွားစေတာကြောင့်အစာချေဖြတ်မှုကိုအားနည်းစေပါတယ်။နံပါတ်3လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်း သမင်းစားပြီးချက်ချင်းပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ခြင်းကကိုယ့်ရဲ့အစာအိမ်ကိုထိခိုက်စေပြီးဗိုက်နာခြင်းမအီမတာဖြစ်ခြင်းနဲ့အော့အန်ခြင်းစိတ်ကိုဖြစ်စေနိုင်ပါတယ်ပုပ်ပုပ်ပပလမ်းလျှောက်ခြင်းကတော့အစာကြေဖို့အတွက်အကောင်းဆုံးသောအထောက်အကူပဲဖြစ်ပါတယ်နံပါတ်၄အချိုရည်တူမဟုတ်ကော်ဖီတောက်ခြင်းအစာစားပြီးချက်ချင်းအချိုရည်တူမဟုတ်ကော်ဖီတောက်ခြင်းကအစာချေအဆင်များကိုအားနည်းစေပြီးအစာကြေဖြတ်မှုကိုနှေးကွေးစေပါတယ်ဒါအပြင်ကဖိန်းဓာတ်ကတန်တက်ဆုပ်ယူမှုကိုလည်းဟန့်တားနိုင်ပါတယ် နံပါတ်၅စစ်လိတ်တောက်ခြင်းစစ်လိတ်တောက်ခြင်းဟာလူအများစုစီမှာတွေ့ရတတ်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်စစ်လိတ်တောက်ခြင်းကကျန်းမာရေးအတွက်များစွာထိခိုက်စေပါတယ်အထူးသဖြင့်ထမင်းစားပြီးချက်ချင်းစစ်လိတ်တောက်ခြင်းကအစာအိမ်နေရန်ကိုထိခိုက်စေပြီးအစာချေစနစ်ကိုပိုမိုဆိုးရွားစေနိုင်ပါတယ်ထမင်းစားပြီးချက်ချင်းဘဲရာကိုမဆို့အနည်းဆုံးမိနစ်30မှတနာရီခန့်အနားယူပြီးမှအခြားအလုပ်များကိုလုပ်သင့်ပါတယ် အခုဆိုရင်ဘဝမှာထမင်းစားပြီးချက်ချင်းလိုက်မလုပ်တဲ့အကြောင်းရင်းကိုသိကြမယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။